ိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ပနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအိတ်ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့ နော်မအားကြပါနဲ့ဟုတ်လားဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်တိုင်းကြီးကလိန်နေလိန်နေလိန်နေဆိုရဲလိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာပဲ အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့အတိုင်းဟာတက္ကနစ်အစ်စ်တင်နေဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တင်နေပဲပြကျင်လာလေတိအောင်တော့တခုတော့ပြောပြရမယ်အေသင်ကိုတဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူးဘယ်သူမှမလုပ်တဲ့လောက်ကငါလောက်တာ 你那路烧生的么？老奶奶老公啊，老的。怎么呢？表叔在底下，留得住啊？怎么我蒙嘛没？怎么表皮他？他妹妹，哎，蒙哪里哟？给用我擦一片呢？么这块呢？表哪里？娘刚才怎么表了吧？喏，知道？怎么转？砖，地石里么表嘞？怎么个？爸妈妈撇补。地石坎里表嘞，表人扒皮来说，怎么露蒙面了不？喏，蒙面就洗了不？地石坎里么表人，怎么把皮来说？爸妈妈撇补。喏，表人么怎么不得我把皮来说？爸爸妈妈撇补。喏，把砖妈洗他妹妹，怎么是看我拿头来压的？就回家咯，就洗他们。哎呦！ မုံငင်မုံလို့တန်တန်နဲ့ငါသားလေးရင်အတိငါသားလေးရင်အတက်ငါသားလေးရင်ပညာရှိငါသားလေးရင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမဒီနေရာကနေပြီးတော့မှနောက်ဆုံးနေ့အောင်ငါတတိပေးထားမယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီတပတ်ဆိုရှယ်မီဒီယာရဲ့အပူဆုံးကောင်းစဉ်ဖြစ်တဲ့လုပ်ငန်းရှင်မအီတင်ကိုနဲ့ဒေါ်အယ်မွန်တင်းတို့ရဲ့စီးပွားရေးဆိုင်ရာစကားစစ်ထိုးပွဲမှာအီတင်ကိုရဲ့အဆုံးသတ်စကားကိုအဓိကထားတင်ဆက်ပေးပါတော့မယ်။ဒီကိစ္စဟာဒေါ်အယ်မွန်တင်းကစုမဲနဲ့ငွေစုတဲ့စနစ်တွေကိုအယုံမလွယ်ဖို့တတိပေးခဲ့ပြီးသူမကိုယ်တိုင်ရှိနေခသိန်း180အကုန်ခံခဲ့ရတဲ့အတွေ့အကြုံကိုမျှဝေခဲ့ရကနေစခဲ့တာပါ။အီတင်ကိုဘက်ကလည်းသူမရဲ့နှက်ခန့်ဒီအေစီမန်ဂိမ်းဟာစနစ်တကျရှိကြောင်း customer 4000ကျော်ရဲ့လိပ်စာတွေပါအတီးပြုပြီးဖြစ်ကြောင်းစာလက်တုပ်ပြန်ရှင်းလင်းခဲ့ပြီးသူမရဲ့နာမည်တမိုးကိုငွေနဲ့လဲမစားဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ယခင်ကနာမည်တက်မပြောရဲသူကိုပြန်မတုံ့ပြန်ဘူးလို့နှုတ်ဆက်ခဲ့တဲ့အေတင်ကိုဟာအခုခါမှာတော့လုံးဝပြောင်းလဲသွားပါပြီ။သူမဟာဒီအငင်းပွားမှုကိုအဆုံးသတ်ဖို့အတွက် ဒေါ်အဲမွန်တင်းကိုနာမည်တက်ကနောက်နောက်တူမနဲ့ပတ်သက်တဲ့ကိစ္စများကိုလုံးဝလုံးဝမပြောဆိုရင်ပြက်သားတဲ့လေတံနဲ့တိုက်ရိုက်သတိပေးလိုက်တဲ့ဗီဒီယိုကိုထုတ်ပြန်လိုက်ပါတယ်။ကဲဒီ online စစ်ပွဲရဲ့အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်တဲ့အေတင်ကိုဤတုံ့ပြန်ချက်အပြည့်စုံကိုကြည့်ရှုလိုက်ရအောင်ခင်ဗျာ။မင်္ဂလာပါရှင်။ဒေါ်အဲလမွန်တင်းလားဟလား။နာမည်ကဟုတ်မယ်ထင်တယ်။မင်္ဂလာပါအမကြီး။အမနဲ့ကျမနဲ့က လူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအော်ပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့ အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ပေါ့နော်လုပ်ငန်းခွင်ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တတ်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာ เนาะအမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကိုအမပြောတာဆို30ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့30ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်တရအစစ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်တရအစစ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်းတင်ပြီးပြောသွားတယ်အဲအခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ် ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲဘောနော်လူတစ်ဖက်သားဟုံဘောနော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမကြောင်းလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါတွေအကျိုးထူးသွားလေ နော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမ online ကနေတရားဝင်အတိပေးတာပါရှင်အမ online မှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင် online ကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစူပေါ့နော်အမကျမနဲ့ကျမနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်မပြောပါနဲ့အမ အမအောင်အတိပေးတာနော်တတိပေးတာမဟုတ်ဘူးပြောပြတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စင်စဉ်းစားနိုင်မှာပါကျွန်တော်ပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမပုံပါဆိုတာအာဘလို့ပုံစံဒီမျိုးမှာ ရှုပ်ထွေးချရလဲဆိုတော့ကိုယ်တမိုင်းကို မရေကိုယ်အကြောင်းကို မပြောတဲ့ဒုတိယချောင်း ရှုပ်ထွေးချတာကိုယ်တမိုင်းကိုရေကိုယ်အကြောင်းကိုပြောရင်တော့ဘာမှရှုပ်ထွေးစရာမရှိဘူးပေါ့လေနော်အဲ့တော့တတိပေး တတိပေးချင်တာပေါ့เนาะသူများရဲ့စိန်တွေသူများရဲ့ရွှေတွေသူများရဲ့ယေတနာပစ္စည်းတွေကိုလိုက်လွင့်ရောင်းပြီးတော့အာပေါင်းအာရင်တန်တန်နဲ့ငါသားလေးရင်အတိငါသားလေးရင်အတက်ငါသားလေးရင်ပညာရှိငါသားလေးရင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမ့်မဒီနေရာနေပြီးတော့မှနောက်ဆုံးနေ့အောင်ငါတတိပေးထားမယ်နော် ငါ online မှာဘယ်သူနဲ့မှပြဿနာမဖြစ်ချင်တော့အဲ့တော့ငါဒီအဓိကကနင့်လို့လူတကာကိုလိုက်ပြောတတ်တဲ့ပါဇက်အာချောင်းနဲ့မိန်းမနဲ့ပိုးပြီးငါတူပြိုင်ပြီးမဖြစ်ချင်ဘူးအဲ့တော့ငါနဲ့ကင်းအောင်နေပါငါနဲ့ရှင်းအောင်နေပါ ကိုသမိုင်းကိုရေးပါကိုအချောင်းကိုပြောပါတတိပေးတာပါเนาะဒါမဲ့တဲ့ကတတိပေးတာเนาะ ဒီလိုတတိပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အိမ်ရှိထိလိုက်လာပြီးတော့ဒီ post ကဘဒုကိုတင်တာလဲလို့ရက်ွက်လူကြီးကနေတဆင်လာမေးမှာနော်ငါဆိုတဲ့မိန်းမပြောရင်တကယ်ပြောတဲ့အတိုင်းလုပ်တာဆိုတာသိတယ်နော်အဲ့တော့ငါပွဲလည်းမဖြစ်ချင်ဘူးဘယ်သူနဲ့မှငါဘယ်သူမှပွဲရှာနေရလည်းမဟုတ်ဘူးနှစ်ကြိမ်ရှိသွားပြီနှစ်ကြိမ်ပထမတစ်ကြိမ်အဲ၃ကြိမ်ပေါ့ဒါက၃ကြိမ်မြောက်ဒါဟာ၃ကြိမ်မြောက်နှစ်ကြိမ်မဟုတ်ဒါက၃ကြိမ်မြောက်ပထမတစ်ကြိမ်တော့ကလည်း နော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုပါနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုဒုတိယအကြိမ်မှာနဲဟိုဟိုရက်ပိုင်းလုံးကကိစ္စတွေဟိုရက်ပိုင်းလေးရမှာဖြစ်သွားတဲ့ကိစ္စတွေမှာဘာစကားပြောသွားတာလဲဆိုရက်ွက်ထဲကမိမ့်မတွေဖြစ်တဲ့ကိစ္စကိုကျမဝင်ပြောเสียမလို့ဘူး ကျမကတော့ဘယ်အစ်စ်တွေမှာဝင် ပြောတာဆိုပြီးတော့မှငါတို့ကိုရက်ွက်ထဲကအစ်စ်ဆိုပြီးတော့ငါတို့ကရက်ွက်ထဲမှာပဲနေတာမှန်တယ်ဒါပေမဲ့နေ့လို့အပေါင်းအရင်တန်တန်နဲ့တိုင်းသည့်ပြည်သည့်ငါအသည့်ငါအတန်ငါမပြောဘူးနော်ငါတို့ရက်ွက်ထဲမှာပဲနော်ငါတို့မန်လေးကတော့ရက်ွက်တင်နေပဲနော်ငါတို့မန်လေးမြို့ကြီးကနော်ရက်ွက်ဘလောက်နေမြေဘလောက်ဒါမျိုးနဲ့နေကြတာနော်ဒါမျိုးဒါမျိုး ငါတို့ရဲ့မြို့တော်ကြီးကဒီလိုတိဆောက်ထားတာငါတို့တော့ရက်ွက်ထဲမှာပဲနေတာဒါပေမဲ့နေ့လို့ဆောက်ရှက်မရှိတော့ငါတို့ကဘယ်သူ့အကြောင်းမှငါတို့လိုက်မပြောဘူးငါအတိတ်ငါအတန်ငါဆရာမကြီးဆိုပြီးငါဘယ်တော့မှမပြောဘူးเนาะအခုလဲအာထပ်ပြီးတော့ပေါ့เนาะအာအဲပါလေ list ကျွန်တော်တို့ list တွေနဲ့ပတ်သက်ပြီးတော့ကျွန်မကဒီတိမ်ပေါင်းတောင်းနဲ့ခြီတဲ့ အင်းကိုကျမကကျမရဲ့ကုမ္ပဏီကနေပြီးတော့ list ထည့်ပေးတာအ list ရောင်းချတာ ਨੇ ပတ်သက်ပြီးတော့ကျမကန်ဆယ်မဲ့ထည့်ပေးတာကိုအာကျမဟိုဒါပြောသွားတယ်ပေါ့နော်ပြောသွားတယ်လို့တော့ယူဆလို့ပေါ့နော်ယူဆလို့ပေါ့နော်အဲ့တော့အဲပြုတ်ပြကျင်လာလေတိအောင်တော့တခုတော့ပြုတ်ပြရမယ်အင်းတင်ကိုတဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူး ဘယ်သူမှမလုပ်တဲ့လောက်ကိုငါလုပ်တာနေလို့တော့စောက်ဆင်းနဲ့မလုပ်နိုင်တဲ့လောက်ကိုငါလုပ်တာရှင်းနေနော်ပြောရင်အတင်ကွာပွဲရှာတယ်ဖြစ်မှာအတင်ကွာပွဲမရှာဘူးအတင်ကွာပွဲမရှာဘူးအတင်ကွာအတင်ကိုအလုပ်အတင်ကိုလုပ်တာအတင်ကိုအလုပ်အတင်ကိုလုပ်ပြီးတော့အတင်ကိုတမန်အတင်ကိုရေးတာအဲ့တော့နေကသူများပစ္စည်းကိုရောင်းပေးပြီးတော့မှ နင်ကနင့်နာမည်ကိုယူပြီးတော့မှနင်အာမမခံပေးနိုင်ဘူးနော်နင်ရောင်းတဲ့ရွှေတွေနင်ရောင်းတဲ့စိန်တွေနင်ရောင်းတဲ့ရွှေနင်ရောင်းတာ73ပဲရေလို့ပြောပြီးမှနင်ရောင်းတာနော်နင်ရဲ့ရွှေတွေငါလက်ထဲမှာရောက်တာနင်ရောင်းပေးခဲ့တဲ့စိုင်းတွေရဲ့ရွှေတွေငါလက်ထဲမှာတချို့တဝက်ရောက်နေပြီငါမပြည့်စုံသေးလို့ငါဘာမှမလုပ်သေးဘူး73ပဲမပြည့်လို့ကတော့နင့်မှာတာဝန်ရှိတယ် နေ့မှာတာဝန်ရှိတယ်တွေ့ပါတော့အဲ့ချိန်ကျရင်ကော့နေအောင်ခံဖို့နေပြင်လားငါတို့ကငါတို့တမိုင်းငါတို့ကောင်းဆုံးရေးနိုင်တယ်ငါတို့လှုပ်ပေးမယ်ဆိုတဲ့ကိစ္စရဲ့တကူငါတို့နိုင်ငံရဲ့အခြေအနေအကျိုးအကျောင်းကျောင်းနာငါနောက်ဆုတ်သွားတာပဲရှိမယ်ငါတို့နာမည်ငါတို့တမိုင်းငါဘယ်တော့မှမရိုင်းစေရအောင်ငါတို့တက်ကငွေမဟုတ်ဘူးဟာငါတို့တက်ကငါတို့နာမည်ကအတိကပဲ နော်ဒါကြောင့်မလို့ငါတို့ကငါတို့တာဝန်မယူနိုင်တဲ့ဘလို့လုပ်ငန်းမျိုးကိုမှငါတို့တာဝန်မယူဘူးနော်နေလို့သူများ ရွှေဆိုင်က ရွှေကိုယူရောင်းပြီးတော့မှ73ပေးရီအာမခံပါတယ်လို့စိန်စစ်ပါတယ်လို့နှုတ်ကနေငါတို့မပြောရဲဘူးအဲ့ဒီရွှေဆိုင်တွေကိုငါမစော်ကားဘူးနော်ဒါပေမဲ့စိုင်တိုင်းဟာ73ပဲရည်အပြည့်နဲ့ခတ်တဲ့စိန်ဆိုရွှေဆိုတာအမတန်ရှားတယ် နေနာသူများကိုဂျင်းထဲ့ပြီးရောင်းနေပြီးတော့ငါတို့ငါ့ကိုဥတီပြီးတော့ဗောနော်ဘာလဲအိမ်မဲဖောက်ပေးလို့မယ်ဘယ်တော့ကဖောက်ပေးလို့တော့လဲမလုံနိုင်သေးဘူးငါတို့မလုံနိုင်သေးလို့ငါတို့နောက်ရွှေ့လာတာငါစီမှာငါ့ကိုအားပေးတဲ့ customer အားလုံးဟာသဘောတူတယ်ကြည်ဖြူတယ်ဂျင်းနဲ့တယ်နော်အဲ့တော့ငါတို့ငါ့ကိုကြည်ဖြူတယ်သဘောတူတယ် အဲငါလုတ်တမြကို ကြည်ဖြူတဲ့ဟိုငါငါလုတ်တမြဆိုတာလေငါကအကောင်းဆုံးပဲလုတ်တာလေငါအကောင်းဆုံးပဲလုတ်တာအဲ့တော့ငါအကောင်းဆုံးလုတ်ခဲ့တဲ့ကိစ္စကြီးအတိုင်းကိုဟောလက်ခံပေးတဲ့ငါရဲ့ customer နဲ့ငါငါရဲ့ customer ရဲ့ယုံကြည်မှုကိုလည်းငါဘယ်တော့မှဖောက်ဖျက်မဲ့မျိုးတွေမှာငါတို့မပါဘူး။ဒါပါဆိုတော့ငါတို့ကငါတို့တမိုင်းငါတို့ကောင်းကောင်းရေးနိုင်တယ်။ နေနာသူများစီရစိတ်နေရွှေတွေယူရောက်ပြီးတော့เนาะကိုယ်သမိုင်းကိုလှအောင်ကိုယ်သမိုင်းကိုကောင်းအောင်ရေးဖို့ပြင်တာငါကအဲ့ဒီနေရောင်းတဲ့စိတ်နေရွှေတွေကိုငါဝယ်ထားတာရှိတယ်ငါရွှေရေမစစ်နိုင်သေးလို့ရွှေရေစစ်ပြီးနေနဲ့ငါနေရတော့ပွဲပဲပွဲပဲเนาะရွှေရေစစ်ပြီးလို့73ပဲရေမပြည့်လို့ကတော့နေနဲ့ငါနေရတော့ပွဲပဲအဲ့မဲ့တက်ပြီးပိုင်နေတယ်ကိုပြောမှာရှင်းနေเนาะ ငါတို့ကတော့လိန်တာတွေငါတို့ကတော့ညာတာတွေเนาะလာပြီးတော့နိပစက်ကเนาะနာမည်မတက်ယုံတမင်เนาะလာပြီးပြောဖို့နေမစင်စားနဲ့ငါတို့ကငါတို့တမိုင်းငါတို့အကောင်းဆုံးရေးတယ်เนาะအဲ့တော့သူများစိန်ကနေသူများဆိုင်ကနေပြီးတော့မှ ကျမဘယ်ရှေးဆိုင်ကိုမှကျမပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะဒီမိန်းမကိုကျမမုန်းလို့ပြောတာဒီမိန်းမကတိတ်ပြီးတော့ကျမပုတ်ခတ်တာနှစ်ခါရှိသွားပြီအဲသုံးခါရှိသွားပြီเนาะ ဲ့တော့ကျွန်မပွဲမဖြစ်ချင်လို့ငြိမ်းနေဒီမိမကထပ်ပြီးဇောင်းထရတယ်အဲ့တော့